ကဗုဒ္ဓထဲကတပိတ်ကိုယူပြီးတော့ပောက်ခွဲတယ်ပိစိကဗုဒ္ဓရဲ့ဆွန်နေကိုခြေတော်နဲ့နေပြီးတော့မြေကြီးပေါ်မှာအနှံ့ပြလှုပ်တယ်အဲ့ဒီခါမှာပိစိကဗုဒ္ဓကသူ့ကိုကရုဏာစိတ်နဲ့ကြည့်တာဩဒုက္ခရောက်ရှာတော့မယ်ပိစိကဗုဒ္ဓရဲ့တပိတ်ကိုပောက်ခွဲရုံမှာအစာအစာလေးကိုခြေနဲ့နင်းဖြစ်ပြီးတော့ဒီလိုစောကားရတွေ့တော့ပိစိကဗုဒ္ဓက သူ့ကိုကြည့်ပြီးဩတနာဆရာဒုက္ခရောက်ရှာတော့မယ်လို့ကြည့်တဲ့အကြည့်ကိုသူကဘာကြည့်တာလဲသူ့ကိုမကျေနပ်ဘာမလုပ်နိုင်ဘူးသူဟာဘင်းသားတော်ဖြစ်တယ်ဘင်းသားတော်ဖြစ်တယ်သူ့ကိုဘာမှလုပ်လို့မရဘူးဆိုစောကမောကလှုပ်လိုက်တဲ့အခါပိစိကဘုရားဟာသမဘဝိဝေယပဲနဲ့ကောင်းကင်ကိုပြန်ပြီးတော့ကြွားသွားတယ် ။ဣသေကဘုရားလည်းကြွသွားရောဒုက္ခနာကိုမှသူလုံးလိုက်တဲ့အကုသို့စော်ကားလိုက်တဲ့အကုသို့ချက်ချင်းအကျိုးပေးတော့ခန္ဓာကိုယ်မှာမီးလောင်သလိုပဲချက်ချင်းပူလာကြီးလောင်လာကြီးလိုဖြစ်လာတယ်။နော်ပူလာကြီးလောင်လာကြီးဖြစ်တဲ့အခါကျတော့ရေပေးချရေပေးချလို့ဆိုတာကကြည့်လိုက်တဲ့အခါမြေချောင်းအဲဘယ်နေရာမှာရေရှာလို့မရဘူးရေကန်တွေကလည်းအကုန်ခန်း လူတွေရှိတဲ့ထဲရေးတွေအကုန်လုံးပြတ်ထွက်သွားတယ်သူစီရေးလုံးဝမရောက်နိုင်ဘူးအဲ့ဒါနဲ့သူကရေငတ်ပြီးတော့တည်ဆုံးပြီးပြည်ရင်ဆရာကြီးဟောထားတဲ့အတိုင်းရေငတ်လို့တည်ဆုံးမြေမြူပြီးနောက်ဆုံးဝိဇင်ငယ်ရဲ့ရောက်သွားတယ်ပြစ်ကဘုရားကိုပြမာတဲ့အကုသို့ကချက်ချင်းကျုပ်ပြီးလိုက်တယ်ဒီတဲ့ရင်ကိုကိတဝါဒဘုရင်ကြီးကကြားတဲ့အခါ ตาပေါ်မှာฉิดတ်စိတ်ကအလွန်ပြင်းထန်နေတဲ့အတွက်ကြောင့်ตอกะတွေဖြစ်တယ်လူဆိုတာตอกะဆိုတာဆိုရင်စိတ်ဥလောင်စိတ်ရှင်နေနှလုံးထဲမှာမခံနိုင်လောက်အောင်ပူလောင်နေစိတ်ဒီตอกะဆိုဖြစ်တယ်အဲ့ဒီตอกะကဘာကြောင့်ဖြစ်တာလဲဘယ်ကြီးအစင်းစားတော့အယံตอกောပြရဝတ္ထုတော်ဥပ္ပစီ ချစ်ခင်ခြင်းဆိုတဲ့အရာဝတ္ထုကနေပြီးတော့ချစ်သူခင်သူကိုအကြောင်းပြုပြီးတော့ဒီတော့ကဆိုတယ်။မနဲ့ကိုနဲ့မသိတဲ့လူတစ်ခုဖြစ်တယ်ဘာမှဖြစ်ဘူး။ကိုနဲ့ယဉ်နေတဲ့ခင်မင်းနဲ့ဆိုရင်လူတွေဟာတော့ကဖြစ်ကြတာ။နောက်ဆုံးမှကိုယ့်ကိုယ်ခင်ဆုံးဆိုကိုယ့်ကိုယ်တစ်ခုဖြစ်မယ်ဆိုတော့ကဖြစ် ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့လဲကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းနဲ့ပတ်သက်ပြီးတော့ကဖြစ်တယ်။ကိုယ်မဆိုင်တဲ့ပစ္စည်းဘလောက်တန်ကြီးရှိရှိတော့ကမဖြစ်ဘူး။လူတွေထဲမှာလည်းပဲကိုယ်မသိတဲ့လူသိဆုံးတဲ့သတင်းကြားလည်းဘာမှမဖြစ်ဘူး။ကိုယ်နဲ့ယဉ်တည်တဲ့ပုဂ္ဂိုလ်ဆိုရင်တော့ကဖြစ်လာ။ယဉ်နီလေးလေးတော့ကဖြစ်လေးလေးပူရင်လေးပူတော့ကဖြစ်လေးဒီလိုဖြစ်တာနော်။ကိုယ်မိသားစုတွေကဆိုမပြောနဲ့တော့အကြည့်ကျတော့ကဖြစ် အဲ့တော့ပြရတော်ဇာယတိတော်ကောဆိုချစ်ခင်မှုဆိုတဲ့တဏှာကြောင့်တောကဆိုဖြစ်တာပြင်းကြီးကအလေးနဲ့စဉ်းစားပြီးအကယ်၍ငါငါသားပေါ်မှာချစ်ခင်စိတ်မရှိဘူးဆိုလို့ရှိရင်တောကလည်းဖြစ်မှာမဟုတ်ဘူးဒါကြောင့်မို့ဒီနေ့ကစပြီးတော့သက်ရှိသက်မဲ့ဘယ်အရာပဲဖြစ်ဖြစ် ချစ်ခင်ရင်တွေ့တာချင်းမရှိတာကောင်းတယ်ဘယ်တော့မှမရှိစေရဘူးလို့သူ့စိတ်ကိုထိတ်ထန်ပြီးဆုံးဖြတ်ချက်ချတီနီးကနေစပြီးသူ့ပေါ်မှာချစ်ချင်းဆိုတဲ့ဆွလန့်မှုသူ့မှာမရှိစေရဘူးလို့ဆိုပြီးတော့စိတ်ထဲမှာအဋ္ဌံဆုံးဖြတ်လိုက်တာအဲ့ဒါကနေပြီးဘဝလေးဆက်ဆက်တွေမှာသူ့ဟာတောကဒီချစ်မှုဆိုတာသူ့မှာချစ်ချင်းဆိုတဲ့စိတ်ဆွလန့်မှုသူ့ကင်းသွားတယ် ဲ့တော့ချက်ချင်းဆိုတဲ့စိတ်ဆွလမ်းမှုကင်းသွားတာနဲ့တပြိုင်နက်တော့ကံဆိုတဲ့ပျောက်သွားတာဒါသဘာဝနော် Where there is attachment there is worry ဆိုအရှိ Attachment ရှိတဲ့နေရာမှာ worry ဆိုတာလာတယ် Worry ဆိုတာလာတယ်ဒါကြောင့်မို့ချစ်ခင်မှုမရှိတဲ့အရာမှာတော့ကဖြစ်တယ်ဆိုတော့လောကမှာဖြစ်ဘူးဒါကြောင့် တောကကိုဖယ်ရှားခြင်းလို့ရှင်ချစ်ခင်မှုတွေ့တာမှုကိုဖယ်ရှားမှာသာဖြစ်တယ်ချစ်ခင်မှုတွေ့တာမှုကိုမဖယ်ရှားနိုင်ပဲတောကกินဝေးနေထိုင်ရေးဘလောက်ကြိုးစားကြိုးစားတောကဘယ်တော့မှกินမှာမဟုတ်ဘူးချစ်ခင်မှုဆိုတဲ့အရာသည်တောကကိုမွေးထုတ်တတ်တဲ့အရာဖြစ်တယ်လို့ဒီလိုမှတ်သားနောက်တော့ကဟာဒုက္ခပေးတယ်လို့ပဲ လောကကိုဖြစ်စေတတ်တဲ့ချစ်မှုဟာချစ်ခင်မှုဟာစိတ်ဆွလမ်းမှုတစ်ခုဖြစ်တယ်။အဲ့ဒီစိတ်ဆွလမ်းမှုကိုလေဒီဝိပဿနာတရားချင်းချင်းကျုပ်ကိုအထောက်ချင်းဖြစ်တာလေချစ်ခင်မှုဆိုတဲ့တဏှာကိုဖယ်ရှားနိုင်မှာဖြစ်တယ်။နောက်ဆုံးမှယန္တာဖြစ်တဲ့အခါမှာချစ်ချင်းဆိုတဲ့တဏှာကိုဆုံးသက်ဖယ်ရှားနိုင်မှာဖြစ်တယ်။သို့တော့ယောနိသောမနတိကာရဆိုတဲ့မကန်တဲ့ ဆင်ញင်သုံးသပ်မှုအတိဉဏ်ဖြင့်ကိုယ့်ရဲ့တဏ္ဍမဖြစ်ပေါ်နေတဲ့ချစ်ခင်ဆွေလန်းစိတ်တွေကိုရှင်းချနိုင်တဲ့အနေအထားရှိပါတယ်။ရှင်းချနိုင်အောင်ကြိုးစားအောင်ပါ။လေ့ကျင့်ကြရမှာဖြစ်တယ်။အကယ်၍မလေ့ကျင့်မှုဆိုလို့ရှင်ချစ်ခင်မှုဆိုတဲ့စိတ်ဆွေလန်းမှုဒီကိုယ်တော့ကဆရာကိုဖြစ်စေမှာပဲဖြစ်တယ်။တော့ကကင်းဝေးတော့ကကင်းကင်းရှင်းရှင်းနဲ့စိတ်ချမ်းသာကိုယ်ချမ်းသာနေထိုင်နေတဲ့ဆိုရင် ကိုကိုကိုတောင်းမချစ်မိအောင်စဉ်းစားဖို့လိုအပ်မှာဖြစ်တယ်။သူတို့ဘာကိုမပြောနဲ့ပစ္စည်းဥစ္စာကိုမပြောနဲ့ကိုကိုကိုတောင်းမချစ်မိအောင်စူးစမ်းနေဖို့ဖြစ်တယ်ဆိုတာဒါတသက်ပြတာပဲဖြစ်